ချန်ပီယံလိဖိုင်နယ်မှာအစွမ်းပြတဲ့ PSG ကျယ်ဝင်းဒူရီကဂိုးရန်ပွိုင်းစုရမလားအလုံးမင်္ဂလာပါ 3K Sport 2.0ကနေပြန်လည်ကြိုဆိုလိုက်ရပါတယ်ဂိုးရန်ပွိုင်းစုဆိုတာအစင်လာကြီးမားပါတယ်လူငယ်ဇာမားရီအတွက်ဘာလွန်ဒီယောစုလို့ဆိုရမယ်မန်စီလိုဂုတ်လည်းငယ်ဘွားမှာဂိုးရန်ပွိုင်းစုကိုတတ်မှတ်ခဲ့ပြီး2005ခုနှစ်မှာရဘူးလေအီတလီအားကစားသတင်းစာတာတိုစပော့ကလောင်း3ခုနှစ်ကစတင်ပြီးတော့ဂိုးရန်ပွိုင်းစုကိုချီးမြှင့်ခဲ့တာပါပထမဆုံးရခဲ့သူကနယ်သာလန်ကွင်းလယ်လူဗန်နာဘတ်ဖြစ်ပြီးတော့ နောက်ဆုံးပိုင်ဆိုင်ထားသူကရမဲပါဂူရမိုင်းဆိုတိုင်းစစ်ဇာမားတွေက၁၇ကြိမ်၊ကွင်းလင်ဇာမားတွေက၁၀ကြိမ်၊ခန်းစစ်ဇာမားတွေတဲက delay တအူးတွေပဲရခဲ့ဦးပါတယ်ဂူရမိုင်းဆိုကိုဥရောပဒေါ်လာကနာမည်ကျော်အားကစား journalist တွေရဲ့ center man နဲ့ရွေးချယ်ချီးမြှင့်တာပါဂူရမိုင်းဆိုကဥရောပဘောလုံးလောကမှာရှင်ပြိုင်ကစားနေခဲ့တဲ့အသက်၂၁နှစ်ယောက်ဇာမားတွေတဲကအကောင်းဆုံးဇာမားကိုရွေးချယ်တာဖြစ်ပြီးတော့နှစ်တစ်နှစ်အတွင်းပြသခဲ့တဲ့ခြေစွမ်းပမာကဲဖြတ်ရွေးချယ်တာပါ ကိုရမ်းဝိုင်းစုကဘလွန်ဒီယောစုလို့မဟုတ်ပဲစုကိုကစားမတူးဆိုရင်တကြိမ်သာစုခုခွင့်ရှိလို့ပို့ပြီးတော့တန်ဖိုးထားခံရတာပါ2025ခုနှစ်အတွက်ကိုရမ်းဝိုင်းစုကို PSG ကျယ်ပွင့်ဒူီရတဲ့နယ်ဆိုပြီးတော့ယူဆနေပါတယ်ဒူီကပြီးခဲ့တဲ့ Champions League Final မှာ PSG အသင်းတို့အထူးကိုခြေသွမ်းပြကစားသွားခဲ့ပါတယ်ဒူီက Champions League Final မှာနှစ်ဂိုးသွင်းပြီးတော့ချွင်းကြမရှိဒူရဲကောင်းဖြစ်ခဲ့တာပါသွင်းကုန်နှစ်ဂိုးပြင် PSG အသင်းရဲ့အဖွင့်ဂိုးကိုဟာကီမီသွင်းယူနိုင်အောင်လို့ဒူီကဖန်တီးပေးခဲ့ပါတယ်ဒူရဲ့သွင်းကုန်နှစ်ဂိုးစလုံးဟာ Champions League တမိုင်းနှောင်းမှာမိန်းတိုင်းစားအကောင်းဆုံးဂိုးတွေဖြစ်ခဲ့ပါတယ် တွေကချန်ပယ်လိသမိုင်းဆောက်ဖိုင်နယ်မှာဂိုးသွင်းနိုင်တဲ့စဲကျော်သက်ကစားမဖြစ်နဲ့စံချိန်တင်နိုင်ခဲ့ပါလိမ့်။ထောင်ကွာ65ဦးထဲမှာ IS အသင်းနဲ့တူကလိုက်ဘတ်2004ခုနှစ်မှာပေါ်တိုအသင်းနဲ့တူကာလုစ်အေဘာဒိုတို့ကချန်ပယ်လိဖိုင်နယ်မှာဂိုးသွင်းနိုင်တဲ့အသက်ငယ်ဆုံးကစားမတွေဖြစ်နဲ့စံချိန်တင်ခဲ့တာပါ။ဒူအီအတွက်ချန်ပယ်လိသမိုင်းဆောက်အသက်ငယ်ဆုံးဂိုးသွင်းသူစံချိန်ထပ်ပို့ပြီးတော့ဂုဏ်စာကောင်းတာရှိနေပါသေးတယ်။ချန်ပယ်လိဖိုင်နယ်မှာသွင်းကိုပါဝင်ပတ်သက်မှု3ဂိုးပြီးပြုလုပ်နိုင်ခဲ့တဲ့ပထမဆုံးကစားမဖြစ်စံချိန်တင်ခဲ့တာပါ။ကိုရမိုင်းစုပိုင်ဆိုင်ပြီးနောက်မန်စီလိုဂိုးပွားရောက်ရှိခဲ့သူတွေရှိသလိုဘာလို့တယ်လီလို့ ဘောလုံးလူစိုးပွားနဲ့ရေတိမ်နေသွားတဲ့သူတွေလည်းရှိပါတယ်။ကိုရမ်ပိုင်းစုရာဘူးသူတွေကအခမ်းအနားဆုံးဖြစ်ခဲ့သူတွေကိုဖော်ပြပေးလိုက်ပါတယ်။မက်ဆီ1989ခုနှစ်မှာမွေးဖွားခဲ့တဲ့မက်ဆီက2005ခုနှစ်မှာကိုရမ်ပိုင်းစုကိုဆုတ်ကူးနိုင်ခဲ့ပါတယ်။ဘာစလိုနာနဲ့တူမက်ဆီစတင်ထွန်းလင်းကာစားအချိန်မှာထိုက်တန်နဲ့ဆုလိုက်ကိုပိုင်ဆိုင်ခဲ့တာပါ။လူငယ်ဘဝမှာကိုရမ်ပိုင်းစုနဲ့တူပထမဆုံးအသီးမှတ်ပြုခံခဲ့ရတဲ့မက်ဆီကဇာမဘဝနေဝင်ရင်ရောက်တဲ့အထိစမ်းထားနေသေးပါပဲ။မက်ဆီကဘာလုံးတယောက်စုကိုစမ်းချိန်တင်၈ချိန်ဇူပလာစုပေါင်း26လုံး ဥရောပလီးပြိုင်ပွဲအတွင်းကို925ကိုပါဝင်တခြားဆိုင်ကြီးတွေများစွာပိုင်ဆိုင်ခဲ့ပြီးတော့ဂိုးဘွားကိုပိုင်ဆိုင်ခဲ့ပါလေ။ဝေဘွန်ဒီနိုင်ငံတိုင်းချောက်ဂိုးသိမ်းများသောဂန်ဒမီတားစမှုရိုနီက2004ခုနှစ်မှာဂိုးရမိုင်းစုကိုရရှိခဲ့ပါလေ။အဲဒီမှာရိုနီကမိုင်ယူသိန်းစီကိုရောက်လာခဲ့ပြီးတော့ဖီနာပါချီနဲ့ချန်ပီယံလိဘွဲအတွက်ဟက်ထရစ်ကြောင့်ပို့ပြီးတော့ကြော်ကြားသွားတယ်။ကစားမဘွားတစ်ချောင်းလုံးပေါက်ကွဲအားပေးထန်သွားကစားတတ်သူတကောမဆမ်မဲအသင်းတွပဲဦးစားပေးကြည့်တတ်သူဝေရိုနီဟာဘလွန်ဒီယောစုမရပေမဲ့ဘလွန်ဒီယော၅ချိန်ရတဲ့ရော်နယ်ဒိုထက်မိုင်ပရိသတ်တွေချစ်မြတ်နိုးခံရသူပါ။ ဇာမဘွားမှာပရီးမီးယားလိ9ချိန် FA ဘလား2ချိန်လီဘလား3ချိန်ချန်ပီယံလိယူရိုပါလိနဲ့ဖီဘာကလပ်ကဘာဖလား2ချိန်ရရှိခဲ့ပါတယ်။တွင်းကို253ခုနဲ့မန်ယူတဲ့တမားတစ်ယောက်တွင်းကိုများဆုံး3ချိန်အင်္ဂလန်သစ်ပတ်ဒုတိယတွင်းကိုများဆုံးနဲ့ပြိုင်ပွဲဆင့်ဒုတိယဂိုးသွင်းများဆုံး3ချိန်တွင်းကို64ခုနဲ့ပရီးမီးယားလိအဝေးကွင်းတွင်းကိုများဆုံး3ချိန်ပရီးမီးယားလိမှာတွင်းကို10ခုနဲ့အထက်12ရာသီထိတွင်းယူနိုင်တဲ့3ချိန်ပါဝင်တခြားဒုတိယ3ချိန်များစွာနဲ့ကန်ဝင်ဆန်ခဲ့ပါတယ်။ဆာဖာဘရီဂတ်အာစနယ်ချဲစီနဲ့ဘာစလိုနာပရိသတ်တွေဘယ်တော့မှမမေ့နိုင်မယ့်အစ်ကင်းဟာဖာဘရီဂတ်ပါပဲ။ ၂၀၀၆ခုနှစ်မှာအာစနယ်ကစားမဖြစ်နေရှိနေတော့ဂိုဒန်ဝိုင်းစီကို Fabregas ပိုင်ဆိုင်ခဲ့တာပါ Fabregas ကကလပ်သင်းကစားမဘဝမှာဂိုးပန်ဒီမှု152ကျိန်းနဲ့သွင်းကို82ခုရှိခဲ့ပါတယ်ကွေးလိုက်လူတုပ်အတွက် AMCAN ဆွဲရင်ဖြစ်ပြီးတော့ Fabregas ကိုကန်ဝင်းဆန်စီခဲ့ပါတယ် Fabregas ကနောက်၈ကနေနောက်၁၂တွင်ကမ္ဘာဖလားနဲ့ Euro Champions League ပိုင်ဆိုင်ခဲ့တဲ့ Spain သင်းသားတစ်ဦးလည်းဖြစ်ခဲ့ပါတယ်ကလပ်သင်းကစားမဘဝမှာလည်း Fabregas က Premier League FA La Liga Spain ပြင်မလား Spain Super Club FIFA Club ကမ္ဘာဖလားတွေကိုဆက်ကူးနိုင်ခဲ့ပါတယ်အကွေတို့ အဂွေရိုသားနှလုံးကမဖောက်ခဲ့အာဂျီနာရဲ့ကပောက်လားချက်မြန်အောင်ပွဲမှာဇာမာတူးဖြစ်နေပါဝင်ခွင့်ရမယ်ထင်ပါတယ်။မန်စီတက်ခစ်တီထောင်မှာသွင်းကိုရီနဲ့မယမနာကူညီခဲ့သူဂွေရိုဟာ2009ခုနှစ်မှာအတ္တလီကိုနဲ့အတူ Golden Mice ကိုရခဲ့ပါတယ်။အတ္တလီကိုကလည်းမန်စီကိုမျောလင်းချက်များစွာနဲ့ရောက်လာသူဟာသူမျောလင်းထားတာပို့ပြီးတော့အောင်မြင်တဲ့ဘဝကိုပိုင်ဆိုင်ခဲ့ပါတယ်။မန်စီတို့ကပထမဆုံး Premier League Champion ဆုရရှိအောင်ဂွေရိုရဲ့ဂိုးဟာအရေးပါဆုံးဖြစ်ခဲ့ပြီးတော့ဇာမာဘဝကနေနိုင်ယူချိန်မှာမန်စီတမိုင်းတစ်လျှောက်သွင်းကိုအများဆုံး Premier League တမိုင်းတစ်လျှောက် Hattrick အများဆုံးဆန်းကျင်တွေကိုပိုင်ဆိုင်ခဲ့ပါတယ်။ ကိုရမိုင်းဆိုရမယ်ကစားမဘွားမျောလင်းတဲ့အောင်မြင်မှုရခဲ့တဲ့သူတချို့ကတော့ဘာလိုတယ်လီပါတိုအန်ဒါဆန်အစ်စကိုနဲ့ကော့စီတို့ပါပဲ။